ဟောလာမျိုးတွေအားလုံးပဲမင်္ဂလာပါလို့ငကူစတိုင်းနဲ့ပဲကျွန်တော်ရဲ့ကိုဂျက်ရီဗော်လူရှင်းရှင်း channel လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ။ဗီဒီယိုလေးရီရရှင်းမလို့တော့ပင်ကမှာတော့ယနေ့ဧပြီလ25ရက်နေ့တောက်ကြနေ့ရဲ့မနက်ပိုင်းတင်အောင်ဆုံးရရှိတဲ့တင်းချူကိုကျင်းကျုပ်ဖော်ပြပြသွင်းဖြစ်ထွက်တဲ့မျိုးတွေအားလုံးပဲအဆုံးထိကြည့်ရှုအပိပိုဒီနေ့ကနေပြီးတော့အမှန်တောင်းဆိုလိုက်ပါရစေ။ပထမဆုံးအနေနဲ့ကတော့စကောင်းဆောင်မြတ်က၎င်းတို့ရဲ့ကိုဂျိုးစည်းပေါအတွက်နိုင်ငံတော်အာဏာကိုအတင်းအဓမ္မမတရားသဖြင့်တင်းထားဒီမှာဒီနေ့မှဆိုရင်1545ရက်ရှိပြီ ်ပါတယ်မြန်မာနိုင်ငံတဝန်းတရက်တာအတွင်းစစ်ကောင်စီကစစ်ခွေးတွေဆုံးမှုစီးရင်မှာတော့ဂိုင်းတိုင်းမုံရံမြို့နယ်မှာ၂ကောင်းအကွေးတိုင်းစလင်းမြို့နယ်မှာ၂ကောင်းဘိုးတိုင်းမင်းလားမြို့နယ်မှာ၂ကောင်းနဲ့မုံပြည်နယ်ရီးမြို့နယ်မှာ၂ဦးလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ်နော်ဒီလိုအပ်တဲ့အတွက်ကြောင့်တခုတည်းနဲ့ပဲကျွန်တော်ဒီ KNDF နဲ့ကျွန်တော်လက်တွဲပြီးတော့အဲစစ်ရေးဖော်ဆောင်မှုတွေလုပ်ဖို့ကြီးရကြတခုတည်းပါပဲဖြစ် ောက်ထပ်သတင်းပုဒ်အနေနဲ့ကတော့ရုရှားနိုင်ငံမော်စကိုမြို့ယင်းမြင်ဒီမှာမေလာ9ရက်နေ့မှာကျင်းပမဲ့1942 1945မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ280ပြည့်ထိမ့်မဆီးပြခန်းသားနဲ့မြန်မာစစ်တပ်ပါဝင်ကြီးတက်မြင့်ပြကြောင်းအကောင်စီကတရင်သားမှာထုတ်ပြန်ခဲ့ပါတယ်။ရင်းစည်ရေးပြခန်းသားကိုတက်ရောက်ရန်မြန်မာစစ်တပ်ကိုစားပြုစည်ရေးပြဖွဲ့ဟာဧပြီလ23ရက်နေ့နေ့လယ်ပိုင်းကမန္တလေးမြို့ရှိတရဝူလေးစိတ်မှတဆင်ရုရှားနိုင်ငံကိုပြတ်ခေါ်သွားပြီဖြစ်ကြောင်းသိရှိရပါတယ်။အဆိုပါစည်ရေးပြခန်းသားကိုစစ်ကောင်စီကိုစားပြုစည်ရေးပြအဖွဲ့ဗိုလ်မှူးချုပ်ညိုးဆက်အောင်မှ ဥဆောင်သွားမည်ဖြစ်ကြောင်းစစ်ကောင်းဆောင်ရဲ့ပြီးခဲ့တဲ့မလဆန်ရုရှားခီးစဉ်တွင်ကလည်းယခုခန်းနာကိုတက်ရောက်ရန်မြန်မာစစ်တပ်ကိုဖိတ်ကြားထားခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။လူမျိုးကိစ္စနဲ့ပတ်သက်ပြီးတော့တပီသူတွေအနေနဲ့ကတော့မကြခင်ပါတော်မူတော့မဲ့မင်းအောင်လိုင်းအနေနဲ့ရုရှားကိုသွားပြီးတော့စည်ရေးလေ့ကျင့်ပြီးတော့သူ့ကိုကြိုးတူဖို့လုပ်နေတာကိုပြင်ဆင်နေပါတယ်ဆိုပြီးတော့ဝေဖန်ပြောဆိုတောင်းပြောင်တာလေးတွေလုပ်နေတာကိုတွေ့ရပါတယ်။နောက်ထပ်သတင်းတွေမှာတော့မကွေးတဲ့ရေစုမျိုးနဲ့ဘာလာဘာကြီးရွာကိုမိရှူပြီးပြန်လာတဲ့စစ်ကား၄စီးပါရင်တန်းကိုမိုင်းဆွဲတက်ခဲ့ကြရမှာတော့စစ်သားများခိကြိုက်ကြဆုံးမှုရှိနေကြောင်း ေဇူပကဖကတောင်းဝင်ရှိသူကထုတ်ပြန်လိုက်ပါတယ်။ဒါဟာဧပြီလ24ရက်နေ့ညနေ4:30မှာယေဇူမြို့နယ်ဘာလာဘကျွရမှာရှိတဲ့ပြည်သူပိုင်နေမြောက်ကိုမီးရှို့ပြီးပြန်လာတဲ့ချမ်းဘတ်စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့ကားလေးစီးကိုကလာရ258တရင်ကိုတွားရလမ်းမှာပြည်သူကာကွယ်တပ်ဖွဲ့တွေကနေပြီးတော့အိုင်းဆွဲတိုက်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။ရင်းတိုက်ခတ်မှုတွင်ချမ်းဘတ်စစ်ကောင်စီတပ်သားများထိခိုက်ဒဏ်ရာရှိသောလဲအရေးအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးဘူးလို့ထုတ်ပြန်ထားပါတယ်။အဲ့လိုတိုက်ခတ်မှုမှာတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ယေဇူမြို့နယ်ပါကဖားမှာရဲဘော်များလုဆောင်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့များတော့ ိကြိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ကြောင်းသိရှိခဲ့ရပါတယ်။နောက်ထပ်သတင်းတို့မှာတော့ရှမ်းမြောက်ဒေသလာရှုမြို့ကိုဝင်ရောက်တဲ့ကားများကိုစစ်ကောင်စီတပ်များကငွေတောင်းကျမ်းလာပြီးအိမ်စီးကားများကိုပါတောင်းနေကြောင်းခီးသွားရေမောင်များထံမှသိရပါတယ်။ KG တရားဘက်ကဝင်လာအရင်ကကိုကန့်တက်က9000ပဲခုပြန်ထိုင်တဲ့စစ်ကောင်စီတက်က3000ပုံပြည့်လူပြည့်စု9000တောင်းနေတိမ်ကြီးထွက်က9000ပေးရသေးတယ်လို့မန္တလေးလာရှုပြေးဆွဲနေတဲ့ရေမောင်တို့ကပြောထားပါတယ်။စစ်ကောင်စီတက်ဟာလာရှုဝင်ကိတ်မှာပဲမဟုတ်ပဲမိုင်းရဲ့အိုရဘတ်တွင်လည်းငွေကျပ်6000ကျော်ကောက်ခံနေပါတယ်။ဝုံဝုံရင်းငိုပင် ဝင်းလန်းစစ်တပ်ဂိမ်းတွင်မှာတော့ပုံမှန်ကားတန်းပါကတရက်နှစ်ရက်ကြာတပြီးငွေပေးပါကချက်ချင်းလွတ်ပေးတယ်လို့သိရပါတယ်။နှစ်သိန်းပေးပြီးသွားတဲ့ကားတွေဆိုချက်ချင်းလွတ်ပေးပါတယ်။ပုံမှန်ကားတွေဆိုတရက်နှစ်ရက်တန်းစီတာပါ။မင်းတို့တွေနောက်ဆုံးငါတို့ပဲတွေ့ရတော့မှအစီအပြောင်လို့လို့ပြောတယ်ဟုဒီမောင်းတူကလည်းဆိုထားပါတယ်။ပြုတ်ဦးညီနဲ့လာရှုကိုပြောင်းဝင်လာတဲ့စစ်ကောင်စီတပ်ဟာဧပြီလ23မှာစတင်ပြီးလာရှုဝင်ထွက်နေရမြောက်ကိုပြန်လည်နေရယူတာ ပိုးရင်တိုင်းပြန်လဲခွန်ကောက်နေကြောင်းသိရှိရပါတယ်။နောက်ထပ်သတင်းတို့မှာတော့မြို့သားညီွေးအစိုးရအလဲပိုင်းစစ်ဒေသ NUG MOD လက်အောက်ကနေနှုတ်ထွက်ခဲ့တဲ့အမှတ်1339တရင်နဲ့အမှတ်1338တရင်တို့ပါဝင်တမ်းမီနယ်တောင်းမှရှိတဲ့တော်လိုင်းကြီးတစ်ဖွဲ့၄ခုစုပေါင်းပြီးပြည်နေမျိုးသားများကာကွယ်ရေးတဲ့ KNDF ရဲ့ UR 6အနေနဲ့ဧပြီလ18ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့ကြောင်းသိရှိရပါတယ်။သတင်းလောမှာ KNDF ရဲ့ COC အောက်ကနေရှမ်းတောင်ဒေသကိုဥဖောက်သွားမှဖြစ်တယ်လို့နောက်ပိုင်းမှာလည်းရှမ်းတောင်ဒေသအတွက်တီးတန့်ရည်တည်သွားဖို့ရှိတယ်ဆိုပြီး SSNDF END ရဲ့စစ်ရေးပြူဝမှုက ပြောထားတာလေးကိုသိရှိရပါတယ်။နော်ဒီလိုအပ်တဲ့အတွက်ကြောင့်တခုတည်းနဲ့ပဲကျွန်တော်ဒီ KNDF နဲ့ကျွန်တော်လက်တွဲပြီးတော့အဲစစ်ရေးဖော်ဆောင်မှုတွေလုပ်ဖို့ကြီးရချက်တခုတည်းပါပဲဗျ။အာအရင်တုန်းကအဲ MOD ရောက်มาပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီ SSLRU တိစားလှုပ်ရှားနေတဲ့အခါမျိုးမှာဖြစ်ဖြစ်ပေါ့နော်။တိသက်လှုပ်ရှားနေရတဲ့အခုဒီ KNDF ရဲ့ COC အောက်မှာဝင်လာရတဲ့လှုပ်ရှားမှုနဲ့ဘယ်လိုမျိုးကွာခြားမှုရှိသလဲရှင်။ COC ပြန့်ကျဲပြီးတော့ကျွန်တော်တို့အလုပ်တွေလုပ်တဲ့အခါမျိုးမှာကျွန်တော်တို့အရှိဒန်းစင်းမျက်နှာပြင်နေမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့အဲညှီလို့နိုင်လို့မရတာတွေပြောလို့ရှိရင်အတူတူသွားပြီးတော့အဲစီးဖော်ဆောင်လို့မရတာတွေထိုးစစ်တွေဖော်လို့မရတာတွေရှိရပါတော့ကျွန်တော်တို့ဒီ COC တခုအောက်မှာဒီ command တခုအောက်မှာပဲကျွန်တော်တို့ဟိုကိုကြရတာဝန်ကိုထမ်းဆောင်ပြီးအလုပ်လုပ်မယ်ဆိုရင်တော့ ဟိုကျွန်တော်တို့အများကြီးပြောစရာလည်းမလိုဘူးတယောက်နဲ့တယောက်အများကြီးညှိနှိုင်းနေစရာလည်းမလိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရဲ့အလုပ်တွေကအဲအရှိ့ကိုမြင်မြန်ပို့ရောက်တယ်လို့ကျွန်တော်ကတော့အဲပြောကြားခြင်းပါတယ်အရှိ့ကိုမြင်မြန်ပို့ရောက်တယ်ပေါ့နော်အဲ့လိုလေးပဲကျွန်တော်ထင်မြင်ယူဆရပါတယ်ဗျဟုတ်အရင်တုန်းကလည်းဒီ KNDF တွေနဲ့ KNDF တပ်ဖွဲ့တွေပြီးတော့ဒီမြေပြင်ဒီတခြားမြေပြင်မှာရှိနေတဲ့တော်လိုင်းရေးတပ်ဖွဲ့တွေနဲ့ပေါ့နော်သူတို့တွေနဲ့ရောဟိုအဲစစ်ရေးလှုပ်ရှားမှုတွေရှိလားပူးပေါင်းဆောင်ရွက်မှုတွေရှိကြလားရှင့် ဟုတ်ကဲ့ရှိပါတယ်ဗျာကျွန်တော်တို့ဒီ viewer ကိုအနေနဲ့ကျွန်တော်တို့မထွက်ပေါ်ပြီးဂင်ကြရပါဘောနော်ဒီ shutdown ဖွဲ့၃ဖွဲ့လုံးကတော့ဒီ KNY မှာရှိနေတဲ့ဖွဲ့စည်းတွေနဲ့ရောကျွန်တော်ဒီ shutdown ဘက်မှာရှိနေတဲ့ဖွဲ့စည်းတွေနဲ့ရောအားလုံးကတော့ဒီစီးပူတွေလှုပ်ရှားမှုတွေကတော့အအများတန်းလို့လို့ရှိနေခဲ့ပူပါတယ်ဗျာကျွန်တော်တို့အဓိကဒီ KNDF နဲ့ကတော့လက်တွဲပြီးလှုပ်ဆောင်တာများအားတာပေါ့ဗျာ အဲဆိုတော့ဟိုဆီလိုချန်နာကပို့ပြီးတော့ထိထိရောက်ရောက်ဟိုပူးတွဲလှုပ်ဆောင်နိုင်ဖို့အတွက်ဒီ KNDF နဲ့ပူးပေါင်းဟိုလိုက်တယ်ဆိုတဲ့သဘောမျိုးဖြစ်မလားပေါ့နော်အဲအဲ့လိုသဘောယူဆလို့ရပါတယ်ဗျဟုတ်ကဲ့ကျွန်တော်တို့အဓိကကတော့နောက်တစ်ခုကဒီရှမ်းတောင်ဘက်မှာအကွက်ကွက်ပြပြဖြစ်နေပြီးတော့ကျွန်တော် COC တွေပြန်ကျဲနေတာပေါ့နော်အဲ့အတွက်ကိုလည်းကျွန်တော် COC တခုအောက်ကနေစီရေးလှုပ်ရှားမှုတွေလှုပ်ဖို့အတွက်လည်းကြီးရွယ်ထားပါတယ်ဗျအဲ့ဒါအကြောင်းမလို့လည်းကျွန်တော်ဒီအချိန်ကာလတစ်ခုအထိတော့ KNDF နဲ့ကျွန်တော်လက်တွဲပြီးတော့ရေးလှုပ်ရှားမှုတွေလုပ်မယ်ပေါ့နော်ဆော့ဆော့ကျွန်တော်ပြောသလိုဒီကျွန်တော်တို့ရဲ့ရှမ်းတောင်ဘက်မှာအခြေခံနေမြေတွေကျွန်တော်တိဆောက်နိုင်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲကျွန်တော်တို့ SSND ရဲ့အနေနဲ့တည်တံ့ရက်တည်ပြီးတော့ကျွန်တော်တို့စီပေါ်ဆောင်မှုတွေကိုဆက်လက်ပေါ်ဆောင်သွားဖို့ရှိတာပါရှိတာပါဗျာဟုတ်ဆိုတော့အခုပြောသလိုဆိုလို့ရှင်အချိန်အတိုင်းတာတစ်ခုအထိပဲဒီ KNDF အောက်မှာဟို COC COC အောက်မှာပဲလှုပ်ရှားသွားမယ်နောက်ပိုင်းမှာအခွက်ကတည်တံ့ဖြစ်သွားမယ်ဆိုတဲ့သဘောမျိုးလား ဟုတ်ကဲ့ဗျာကျွန်တော်တို့ရှမ်းတောင်အတွက်တည်တံ့ဖြစ်သွားမယ်လို့ယူဆလို့ရပါတယ်ဗျာကဲ့ဗျာပြီးတော့ဒီရှမ်းတောင်မှာဆိုလို့ရှိရင်အဲတိုင်းသားတခြားတိုင်းသားတွေလည်းရှိရပါတော့ရှမ်းလို့ပြီးပအိုတို့အဲကိန်းတွေလည်းတချို့ရှိတယ်ပေါ့နော်ဆိုတော့တခြားတိုင်းသားတွေလည်းအများကြီးရှိပါသေးတယ်ဒီအဖွဲ့တွေနဲ့ရောအကိုတို့ပူးပေါင်းလှုပ်ရှားမှုတွေရှိလားဟိုဆွေးနွေးမှုတွေရှိလားဘယ်လိုမျိုးဆက်သွားဖို့ရှိမလဲရှင်ဟုတ်ရှိပါတယ်ဗျကျွန်တော်တခြားတိုင်းသားအဖွဲ့အစည်းတွေနဲ့လည်းကျွန်တော်တို့ဒီ အဲနောက်ပိုင်းကြောက်လို့ရှိရင်တော့ဒီနိုင်ငံရေးစကားတွေကျွန်တော်စီရေးစကားတွေပြောပြီးတော့ကျွန်တော်အလုပ်တွေအတူတူလက်တွဲပြီးလုပ်ဖို့တွေအများကြီးရှိပါတယ်ဗျာဟုတ်ကဲ့ဗျာဒီ SSNDF အနေနဲ့ဒီရှမ်းတောင်မှာဘလောက်အထိအိုအဲစီရေးပေါ်ဆောင်ဖို့အဲဂျီမန်းချက်ပေါ့နော်အခုတော့ကွယ်အဖွဲ့ရဲ့ဂျီမန်းချက်ကဘလောက်ထိရှိလဲရှင်ကျွန်တော်တို့ရှမ်းတောင်မှာကတော့ကျွန်တော်တို့ဒီအဲအခြေခံလူတို့အခြေခံနေမြေတွေကျွန်တော်တို့ရတဲ့အထိကျွန်တော်တို့အဲစီထိုးဖောက်ဝင်ရောက်မှုတွေကျွန်တော်လုပ်ချင်တယ် ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီရှမ်းတောင်ဘက်မှာတခြားကြံနေတဲ့ရှမ်းတောင်အဖွဲ့အစည်းတွေရှိသေးတယ်ပေါ့နော်သူတို့နဲ့လည်းကျွန်တော်တို့ COC တူတူတိဆောက်ပြီးတော့အဲကြစ်လက်ခံပါတဲ့အင်အားတစ်ခုနဲ့ဒီရှမ်းတောင်ဘက်ကိုထိုးစစ်တွေပြုလုပ်ဖို့အတိကျွန်တော်တို့ရည်ရွယ်ထားပါတယ်ဗျအဲပြီးတော့ဒီဒီရှမ်းတောင်မှာလှုပ်ရှားနေတဲ့အဖွဲ့တွေတခြားအဖွဲ့တွေရောကိုရိုနဲ့လာပြီးတော့ဟိုပူပေါင်းနိုင်နိုင်မယ်လို့ယုံကြည်လားထင်သလားရှင် โอเคကျွန်တော်တို့အဲ့ဒီအတွက်ကိုလည်းကျွန်တော်တို့စူးစမ်းမယ်ဗျာဒီယုံကြည်ယုံကြည်တာထက်ဆာလို့ရှိရင်ကျွန်တော်တို့မဖြစ်ဖြစ်အောင်လို့တော့ကျွန်တော်တို့ကြိုးစားပြီးတော့ဆွဲခေါ်သွားဖို့လည်းရှိတာပေါ့နော်ကျွန်တော်လည်းဘလို့ပုံစံမျိုးနဲ့ပူပေါင်းလို့ရမလဲဆိုတာပေါ့ကျွန်တော်တို့ဖွဲ့စည်းကောင်းစဉ်တစ်ခုအောင်မှမဝင်ပြီးတော့လှုပ်ရှားဖို့အတွက်ကိုကျွန်တော်မျှော်လင့်ထားတာမဟုတ်ပါဘူးဒါပေမဲ့ဒီစီရေးလှုပ်ရှားမှုတွေလှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဘလို့ပုံစံမျိုးနဲ့ပေါင်းလို့ရရကျွန်တော်တို့ကပေါင်းပြီးတော့ လောက်သွားဘူးတော့ရှိပါတယ်ဗျ။နောက်ထပ်သတင်းတွေပေါ်မှာတော့ဝေးတန်းရေစုမြို့နယ်စင်မရဲ့ကြီးရွာကိုအကြမ်းဖက်စစ်တပ်ကလေးကြောင်းပြင်ပုံညတ်တက်ခဲ့မှုကြောင့်ပြည်သူ၂ဦးကြာဆုံးခဲ့ရကြောင်းထုတ်ပြန်ထားပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေးရောင်းတက်ခဲ့မှုတွင်စင်မရဲ့ကြီးရွာမှာအသက်68နှစ်အရွယ်ဒေါ်စန်းမြင့်ကြီးနဲ့စင်မရဲ့ကြီးရွာနောက်တောင်ပေါ်မှာနေထိုင်တဲ့၄ရာပြည့်ကြီးရွာမှာအသက်43နှစ်အရွယ်ကိုညိုလင်းအောင်တို့၂ဦးကြာဆုံးခဲ့ရပါတယ်။နောက်ထပ်သတင်းတွေပေါ်မှာတော့ ပြည့်ရကျင်ညာတဲ့ကာလတွင်စစ်ကောင်စီဟာရခိုင်ပြည်နယ်ကိုစစ်ရေးတိုက်ခိုက်မှုအကြိမ်400ကျော်ပြုလုပ်ခဲ့ကြောင်းထုတ်ပြန်ထားပါတယ်။အပြည့်ရမဲလို့ကြော်ညာထားတဲ့ကာလတွင်စစ်ကောင်စီဟာရခိုင်ပြည်နယ်မှာစစ်ရေးတိုက်ခိုက်မှု400ကျင်းပြုလုပ်ခဲ့ပြီးနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကိုပြောင်ပြောင်တွင်းတွင်းချိုးဖောက်နေတယ်လို့အာကတ်ကျတော် AA ကဒင်းပြန်ကြားရေးဌာနကထုတ်ပြန်ခဲ့ပါတယ်။ဧပြီလ22ရက် ရက်စွဲနဲ့ထုတ်ပြန်ခဲ့တဲ့အစီအငံမှာစစ်ကောင်စီရဲ့အပြည့်ရခရီးကြီးညာချက်ဟာအမေရိကန်ငလင်အပြည့်ခက်ရဲ့ဆဲရေးငလင်အပြည့်ခက်ရဲ့ဆဲရေးဆိုပြီးတော့ဆိုထားပါတယ်။ကိုရိုင်းကြီးညာထားတဲ့ကြီးညာချက်ကိုလေးသားချင်းရှိပဲစစ်ကောင်စီကဧပြီလ၂ရက်မှ၂၂ရက်အတွင်းကြောက်ဖြူတောင်ကုတ်ကြောက်တော်စစ်တွေနဲ့ပေါတော်တို့ကိုပြစ်ခတ်တိုက်ခတ်မှု409ကြိမ်ပြုလုပ်ခဲ့ကြောင်းထုတ်ပြန်ထားပါတယ်။လူမှုကွန်ရက်စာမျက်နှာမှာတော်တော်လေးဟိုမှပြန့်နေတဲ့ဗီဒီယိုတစ်ပုဒ်ဖြစ်ပါတယ်။ဒါကတော့မိုင်းမုံဆရာတော်ရဲ့ဗီဒီယိုဖြစ်ပါတယ်။မိုင်းမုံဆရာတော်ကြီးက Lucky ရှိမှာဆိုရင်တော့နေပြည်တော်ကိုကြွရောက်ပြီးတော့ ဒီပြီးတော့မှအန်ဒီယကင်းဘေးရှိအောင်ပြုလုပ်နေကြောင်းလည်းသိရှိရပါတယ်။ကြည့်မိုင်းမူဆရာတော်ကြီးရဲ့ငကားကြီးလှုပ်လို့အလင်းလှုပ်ရပါတယ်ဆိုတဲ့ပြောကြချက်ကိုလည်းအီမီဆန်ကသူ့ရဲ့ငကားကြီးဟာစိတ်ဆိုးွားတာဆိုတဲ့အကြောင်းကိုလည်းတမှန်ပြောလာတာကြီးတွေ့ရတာဖြစ်တဲ့အတွက်အမုံဆရာကြီးနဲ့အေမီဆန်အေမီဆန်နဲ့မိုင်းမုံဆရာကြီးနဲ့မြန်မာနိုင်ငံရဲ့အခြေအနေတွေကတော့ပိုပြီးရွှေထွေးလာနေတဲ့အနေအထားတစ်ခုဖြစ်နေပြီးတော့ဒီကကတော့လာရှုသတင်းကိုဖုံးနိုင်ဖို့အတွက်လှုပ်ဆောင်နေတာဖြစ်တယ်လို့လည်းပြည်သူတွေကဝေဖန်ထောက်ပြပြောဆိုထားတာကိုလည်းတွေ့ရှိရပါတယ်။ပါတာမယိုးရေပေါ့နော်။ အခုဆရာတော်ကြွလာတာဆွေလိုခြင်းလို့ငွေလိုခြင်းလို့ပစ္စည်းလိုခြင်းလို့လည်းမဟုတ်ဘူးလေမေတ္တာလာပို့တာဘာလာတာလဲမေတ္တာလာပို့တာပါဗျာဟာလေနတ်ပြန်မှာဆရာဟိုလိုက်ကိုပို့မှာမိုက်ချက်ပြီးပြမှာအတိတ်ခံမှာဆရာတော်တရားထိုင်ဘဝနာတရားထိုင်နဲ့နတ်ပြန်ပါလေနားတိမှာလာပြောတာလေဆရာတော်ကိုယ်တိုင်ကြွပါမကြွပဲနဲ့မေတ္တာလာမပို့ပဲနဲ့ဒီအများကြီးပြည်ပစ္စည်းနိုင်တယ် ဘဝနဂါရှိရဲ့နဂါရဘဝဘဝနဂါရှိရတာနဂါအကောင်ကြီးဘလောက်ရှိတယ်မိုင်ပေါင်း3000ကျော်တယ်နဂါရဲ့ဒီလိုလမ်းထဲတော့ဒီမြေကလေးလောက်ပါတယ်နော်အဲ့ဟာဘာလို့လူထုတယ်ဟိုစိတ်မငြိညွတ်တော့တကြွအာဟုတူပဲလုပ်နေဖို့ကိုများနေလို့လေဒါကြောင့်ဆရာတော်ပြမေတ္တာ အဲ့ရအကုသို့များတဲ့ပုဂ္ဂိုလ်အဲ့ရဒီဒီပျက်စီးရဗျာခံစားခံစားရမယ်နော်ကျောင်းလက်ရှိအာလာရှုမဖြစ်တဲ့ကိစ္စတွေတပိတ်ချင်းပုံချဲတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်မေးတာတွေရှိတယ်မယ်အဲအဲ့ဒါတွေကိုကျွန်တော်ပြောချစ်ချင်တာပါလာရှုကိစ္စကတော့ဘယ်သူမှစိုးတဲ့ကွဲတာပဲလေနော်ကျွန်တော်လည်းမကြိုက်အာ စဉ်းစားကြည့်လေဗျာဒီတော့ကျုံလာပြီးတော့မှဒီဟာကြီးကလာရှိုးဆိုတာမြို့အနေနဲ့တော့မဟုတ်ဘူးဗျာသူကအော်တိုင်းလို့ပြောလို့ရတယ်ဗျာဒီအရှင်းမြောက်တိုင်းစစ်ထာမကျုံကြီးဗျာမြို့တို့မြို့လို့လည်းမဟုတ်အဲ့ဒါကြီးတော့ကျွန်တော်တို့ကနိုင်အောင်တိုက်ခဲ့ပြီးတော့မှကျွန်တော်ဒီလိုဖြစ်တယ်ဆိုတာတော့ဒါတော့သိမမိုက်ဘူးနော်အဲ MNDA အနေနဲ့ကတော့ကျွန်တော်တို့ဒီတော်လိုင်းမှာလည်းပါဝင်ပြီးတော့လုတ်ပေးခဲ့တာဆိုတော့ကျွန်တော်ကတော့လူကြီးတယောက်အနေနဲ့ positive thinking ပဲပြောချင်ပါတယ်ဒါမှမဟုတ်တခုပြောချင်တာက ဟုတ်ပြီယူနန်ပြည်နယ်ကိုတရုတ်ကပိတ်လိုက်တယ်မင်းတို့ရဲ့ခေါင်းဆောင်တွေကိုအာဖမ်းဆီးလိုက်တယ်ထိမ့်သိမ်းလိုက်တယ်အဲ့ဒါကြောင့်မို့လို့ဒီမင်းတို့ဘက်မှာယူနန်ဘန်းတွေတော့ပစ္စည်းတွေမဝင်ဘူးတချို့ကိစ္စတွေအညာဘက်ကတည်းတွင်းရတယ်လို့ပြောပါတယ်ဒါကလည်းကျွန်တော်ဟိုတနေ့ကအာ DBBL ကုဆောင်ခါတို့ရဲ့လင်းနစ်ပြင်မှာကျွန်တော်စီဝေးတက်တော့ကုဆောင်ခါကိုကျွန်တော်မေးပြတာနဲ့အဲ့ဒါတွေတည်ရတယ်ဟုတ်ပြီဘလို့ဝက်ဖြစ်ဖြစ်မင်းတို့တခုတည်ထားဘူးကမင်းတို့တွေတရားကိုတိုက်မယ်တဲ့မင်းတို့စဉ်းစားထားရမယ် မင်းတို့နောက်ကြောင်းမင်းတို့လုံအောင်တော့မင်းတို့အရင်လုံးရမယ်လို့ထင်တယ်အဲဒါအောင်မလုပ်တာပဲနဲ့မင်းတို့စစ်တိုက်ပြီးဒါဖြစ်လို့ဒါကြီးပြေးလိုက်ရတော့လုံးဝသမျောဖို့ကောင်းတယ်နောက်တစ်ခုအနေနဲ့တော့မင်းတို့စီရတယောက်ကလည်းပြီးတော့ငါတို့ပြောတာလည်းရှိတယ်တေကြတာဘာဖြစ်လဲဆိုတော့မြန်မာမင်းတို့လာတဲ့ခါကျရင်မင်းတို့စစ်ပညာသင်ပေးတယ်ဗာဟုတ်တယ်ကျေးဇူးတင်ပါတယ်မင်းတို့စစ်ပညာသင်ပေးတာဒါမှတေကြတာတခုတော့ပြောပြမယ်နှစ်ပေါင်း80တိုက်နေမင်းတို့လာရှုံမပြောနဲ့မင်းတို့နေနေတဲ့နေရာရဲ့အရှိ့ တဖာလုံးတော့မင်းတို့ရအောင်တိုက်ခဲ့ဘူးလို့လားသူတို့လက်တိုက်တော့မင်းတို့ခံစစ်အနေနဲ့မနေဘူးစ조사နေရတဲ့အချိန်ရှင်းတယ်နော်အခုလောလောဆယ်မှာဒီ PDF ကလေးတွေဒါတွေအားလုံးပုံပေါင်းပေါင်းတိုက်ခိုင်းလို့မင်းတို့အိမ်မက်တော့မမှတ်ဘူးတလားရှုပ်တီတိမ့်နေတာတော့မင်းတို့ဝန်ခံလိုက်မင်းတို့တဖွဲ့တဲ့အင်အားနဲ့ဆိုရင်တိစိတ်မဆိုးနဲ့ကွာစိတ်ဆိုးလည်းမတက်နိုင်ဘူးမင်းတို့ဓမြသာသာတပုံသာသာဖွဲ့ပါอืมအဲ့ဒါ ਈ တော့ပြောခြင်းနဲ့ဒါမဲ့ထားပါဘာလို့ဒီအနေနဲ့ဒါကတော်လိုင်းကြီးမှာနောက်ထပ်လည်းဆက်လုပ်ရမယ့်ညီနောင်မဟာမိတ်တွေဒီဟာတွေနဲ့မလို့ကတော့မပြောတော့ဘူး နောက်တစ်ခုလာရှုံမှာကပုံမှန်လင်းပြောရရင်အဲမြန်မာအခက်တရုတ်ချက်ဖြစ်သွားတာဘလို့ပဲဖြစ်ဖြစ်ဒါတရုတ်သိမ်းလိုက်တာပဲအဲ့ဒါကိုဟိုးဘုံမသိဘာမသိနဲ့ဟိုးဘက်ကဘောမာလေမင်းတို့တွေပြောနေကြတာဟာမင်းတို့ရဲ့ဘုံချုပ်ကြီးကအာလုံးဝအုံတော့ညံကောင်းတနက်တစ်ချက်ဖောက်เสียမလို့ဘဲနဲ့လာရှုံပြန်ရအောင်ပြောမင်းတို့တကယ်ရလားအခုဒီတရုတ်ကိုယ်စားလှယ်အဲ့ဒီမှာယုံတည်ပြီးနေနေတာတော့ တို့တကယ်ပိုင်ပြီလားအပြင်မှာငါတို့လူတွေကြီးပဲ MNDA တွေ Channel တွေငါတို့လူတွေကြီးပဲအပြင်မှာ PDF တွေအများကြီးမင်းတို့လာရှုတမြို့တွေရတာအစောပြီးတော့ဝန်တန်တယ်ရတာတော့မင်းတို့ကောင်တွေဝင်ရဲလို့လားတရုတ်အစောက်ချောင်းတွေဝင်လာတာအထက်အကောင်တွေကမင်းတေချာလဲပြက်မေးကြည့်အောင်အထက်မှာမင်းတို့ရောက်နေတဲ့မင်းတို့တိုင်းမှုဆိုတဲ့ငတိရဲ့မင်းတို့ရောက်နေတဲ့အထွေအုပ်ဦးစီးမှုတွေဘာညာတွေပေါ့ကွာမင်းတို့တို့တွေရောအဆင်ပြေကြရတယ်တမေးကြည့်အောင်ဘလောက်တော့ကြောက်နေလဲဆိုတာ အင်းတို့ကဂျူးကြောင့်မူးကြောင့်နဲ့တလားပေါက်ခရ40လိုင်းမပေါ်ရှောက်မပြောနဲ့မင်းတို့ဖားစရာမရှိစွတ်ဖားမနေနဲ့တလားမင်းတို့မင်းအောင်မင်းအောင်နိုင်ရမင်းတို့တရုတ်ကိုမြင်းနဲ့ဆလိုလေးပေးပြီးတော့လှုပ်လိုက်တာအဲ့တော့တရုတ်ကလည်းတို့လှုပ်ဆရာရှိတာတို့လှုပ်လိုက်မယ်မင်းတို့လည်းဘာမှတုံးဝင်မှာမဟုတ်ဘူးအထဲမှာအဲ့တနေထိုင်နေတော့နောက်ထပ်မသားဘူးပဲရှိတယ်သိလားအပြင်ထွက်ရင်အဲ့ဒါတော့ကြိုးပြောတာပဲအာနောက်တစ်ခုတော့သဘေချင်းပြတ်မှာဖြစ်သွားတာဟာလေဒါကလည်းလူပဲလုပ်မလို့ဒီကောင်အပြစ်ခက်ရက်စဲတယ်ဆိုတာပါဇက်ကပဲပြောနေတာ ဒီကောင်ကကျင်းဝတ်တိတ်ခါရှိတဲ့ကောင်မဟုတ်ဘူးဒီချက်ဘူးอ่ะသူတို့လောက်တတ်တာဒါပဲဘုံချင်းပဲသူတို့နားမလဲဘူးသူတို့မသိဘူးသူတို့ဒီနေရာမှာတကယ်ယောက်ျားတွေကြီးပဲသူစစ်တိုက်လေဘာမှပြည်သူလူတို့ထိခိုက်အောင်ဘုံတွေစွတ်ချဲမနေနဲ့ဘုံချဲတော့မင်းတို့ချဲတယ်ကွာမင်းတို့ခင်နေတယ်မင်းတို့ PDF တွေရှိတဲ့နေရာတွေချဲတယ်ကွာဘာကိစ္စဒီပြည်သူလူတို့ထိခိုက်အောင်လုပ်ရတာလဲ ပြောလိုက်တော့အစစ်ဖြစ်နေတာပါညာပေါ့အဲ့ဒါစဉ်းစားကြည့်ကြည့်တို့ရဲ့စေတနာပြောလိုက်ရင်တော့ပါဇက်ကအပြည့်ရမယ်အပြည့်ရမယ်ဘုံချေပြီးအပြည့်ရနေတာလားမင်းတို့ကအပြည့်ရတာမဟုတ်မင်းတို့ပြည့်လည်းမနိုင်တော့မင်းတို့လောကဘုံချေတူပါတစ်ခုပဲရှိတယ်မင်းနဲ့ဘုံချေမယ်ပြည်သူလူထုအိမ်တွေကိုချိန်ချောင်းမယ်ငါတို့အချောက်တရားကိုတွင်းတယ်အဲ့မရတော့ဘူးကြည့်အောင်အဲ့88မဟုတ်တော့ဘူးလား2025ဖြစ်သွားပြီအဲ့တော့ကျွန်တော်ရိုးရိုးပြောကြတယ်ဒီလောက်ဂျုံမှာပတ်ဆက်တဲ့အစိုးရကိုခင်ဗျားတို့ညင်ခံပြီးတော့ ဆက်ပြီးတော့တီးခိုင်းပြီးတော့ငြိမ်ခိုင်းပြီးနေနေကြတဲ့လူတွေလည်းရှိတယ်အဲဒါလိုငြိမ်ခိုင်းပြီးနေနေတဲ့လူတွေတဲ့မှာမှအမှုပညာရှင်တို့လိုခိုးရောင်းရောင်းဒီရင်ရောင်းအုပ်စုတွေကလည်းဒီအာနာလက်ခံတဲ့កောင်ကိုပို့ပြီးမပြောင်ပြောင်တိုက်ပင်နေကြတဲ့កောင်တွေလည်းရှိတယ်တိလားအဲ့ဒါလေးတွေလည်းနည်းနည်းသတိထားကြအဲ့ကောင်တွေလည်းတွေးမယ်တော်လိုင်းကြီးပြီးလို့ငါတို့နိုင်လို့ဝင်လာရင်မင်းတို့နေနာပြီးတာမှအဲ့ဒါတော့အခိုင်အမာပဲပြောတယ် အဲ့တော့ MND ကငတိကိုလည်းပြောရမှာအဲ့ကောင်တတ်တာလားဗာတာမသိဘူးအဲ့ကနေကိုလည်းပြောပြရသည်စကားပြောရင်ထိမ့်ထိမ့်တိမ့်တိမ့်ပြောပါမင်းက NND ကမင်းစစ်သားသူမဟုတ်မင်းကပောင်ဝင်ပတ်သက်တဲ့သူမင်းစောက်ပါးစပ်ပေါ့ပါပိုပြီးစီကန်းချစ်ချစ်ပြောတင်တယ်ရှင်းတယ်နော်မင်းလိုမျိုးပြောရင်ဆိုမင်းတန်းက၁၀သားပြောနိုင်တယ်မင်းကောင်လက်ကျွိုင်းလိုက်ဝမ်းမန်ဝမ်းပြောမယ်ဘာအားလဲအတိတ်ပဲမရှိတာမင်းကဗမာတွေမကောင်းတော့ပါသူတို့မင်းတို့ ဒီဟာတွေထွက်သွားတာပြောမှာပေါ့ကွာဒီဓာကြီးတစ်ခုလုံးတင်းထားတယ်အသက်တွေသွေးတွေချွေးတွေရင်းလာပြီးတော့မှမင်းတို့ပြန်ပေးလိုက်တယ်ဘသူကချိန်နဲ့မလဲကွာဟုတ်တယ်အခက်ခဲဖြစ်လို့ပေးလိုက်တယ်အားလုံးညှိနှိုင်းပြီးလုပ်ပေးလိုက်တယ်ကောင်းလက်ခံတယ်လက်ခံနိုင်လောက်တဲ့အနေထားပြောလေစကားပြောတာမင်းလည်းမမိုက်ရိုင်းနဲ့ငါကြည့်နေမင်းနှစ်ခါတည်းလားပန်းတက်နေမိမကြီးကြားရတာပဲပြောနေတာဘသူမကောင်းချောင်မှမပြောရဘူးကွာ positive thinking ဘက်ကနေကျွန်တော်တို့ကဒီလိုဒီလိုဖြစ်သွားလို့ဖြေရှင်းပြလို့မရဘူးလားမင်းကလာပြီးတော့ဟို sit တင်းနဲ့လက်တက်တာဘာဖြစ်တယ်ညာဖြစ်တယ်မင်းကပြောမင်းဘာကောင်းမှုလို့လဲကောင်းကောင်းမပြောစကားပြောထိန်းပြောနေဆိုရှယ်နေဝမှာဆိုပြီးဆွတ်လောင်နေတယ်ဖြစ်တယ်နောက်တစ်ခုကမိုးကြီးရေချန်ချင်းအန်ရဲ့လက်တလောဖြစ်တယ်မန္တလေးမှာဖြစ်ခဲ့ပါတယ်ရှေ့လျှောက်မှာဆိုလို့ချင်တော့ဦးဇင်းတို့မေလာထဲမှာရောက်လာပြီဆိုရင်ဒါမှုန်တဲ့အန်ရဲတွေဖြစ်လာတော့မှာပါဦးဇင်းတို့တဘာဝဘေးအန်ရဲတွေဆိုတာကကြိုတင်ပြီးတော့ခမန်းလို့သိရှိလို့ရတဲ့တဘာဝဘေးအန်ရဲတွေရှိသလိုကြိုတင်ခမန်းပြီးတော့သိရှိလို့မရတဲ့ တဘာဝဘေးအန္တရာယ်တွေရှိပါတယ်။အဲဒါတွေကိုလည်းဥစဉ်တို့ကွက်ကွက်ပြားပြားနဲ့သိထားဖို့လိုပါတယ်။ဒီတော့ကျိုးတင်ခံမှန်းပြီးတော့သိထားတဲ့တဘာဝဘေးအန္တရာယ်တွေပဲဖြစ်ဖြစ်ကျိုးတင်ခံမှန်းလို့မရတဲ့တဘာဝဘေးအန္တရာယ်တွေပဲဖြစ်ဖြစ်ပေါ့နော်။ဒီအန္တရာယ်တွေဟာပိယိတ်တွေဂါထာတွေမန္တန်တွေရွတ်ဖတ်လို့ပျောက်ကင်းသွားတယ်ဆိုတာဥစဉ်တို့ကြားလည်းမကြားဘူးပေါ့ဘုရားကျမ်းစာထဲမှာလည်းမတွေ့ဘူးပေါ့။တကယ်အန္တရာယ်ကင်းကျင်တယ်ဆိုလို့ရှိရင်ဥစဉ်တို့က အန္တရာယ်ဖြစ်ရာဖြစ်ကြောင်းတွေကိုဦးဇင်းတို့ပြတော့ကြရမှာပါနောက်တစ်ခုကသဘာဝဘေးအန္တရာယ်တွေမဟုတ်ဘဲနဲ့လူတွေပြုလုပ်ဖန်တီးတဲ့အန္တရာယ်တွေလည်းရှိပါတယ်အဲ့ဒါကတော့ဘာလဲဆိုလို့ရှိရင်စစ်ဘေးအန္တရာယ်ပဲဖြစ်ပါတယ်စစ်ကြောင့်ဖြစ်တဲ့ဘေးအန္တရာယ်တွေရှိမယ်အဲ့ဒါကိုသက်ထန်တရာကတ်လို့လည်းခေါ်ပါတယ်နောက်ကရောဂန်တရာကတ်ယောဂါကြောင့်ဖြစ်တဲ့ဘေးအန္တရာယ်တွေအဒုပိတ်ကန္တရာကတ်ငတ်မခေါင်းပါခြင်းကြောင့်ဖြစ်တဲ့ဘေးအန္တရာယ်တွေပေါ့ဒါတွေကတော့လူတွေပြုလုပ်ဖန်တီးလို့ရတဲ့ဘေးအန္တရာယ်တွေ ဖြစ်ပါတယ်ဆိုတော့ဒီလိုအန္တရာယ်တွေကိုဦးသိန်းတို့ဟာဂါထာတွေယွတ်မန္တန်တွေယွတ်ပြိတ်တွေယွတ်ပြီးတော့ပျောက်ကင်းအောင်ဦးသိန်းတို့ခက်ဆက်ဆက်ဂျိုးပန်းခဲ့ကြပါတယ်ဦးသိန်းတို့အရက်ဒေတာတွေမှာဆိုလို့ရှိရင်နှစ်သန်းတရက်နှစ်ကာလလွန်တဲ့ဒီဘက်တစ်ဘက်လောက်အထိပေါ့နော်ခုနှစ်ရက်လောက်အထိကိုရွာတိုင်းရွာတိုင်းမှာရွာပိတ်ဆိုတာယွတ်ပါတယ်တရွာလုံးစုပေါင်းပြီးတော့မှရွာပိတ်တွေယွတ်ကြတယ်ပိတ်ချီမြင်နေအေးအိမ်တွေမှာတွေ့တန်းကြတယ်အဲပိတ်ပန်းတွေ ိမ်တွေအိမ်ဥတိုင်းတွေမှာ ထိုးကြတယ်ပြိတ်သေးတွေအိမ်ချံစီယိုးတွေမှာပက်ဖြန်းကြတယ်ပေါ့နော်ဒါဟာအန္တရာယ်တွေကင်းဖို့ဆိုတဲ့ရွေချက်တွေနဲ့ပက်ဖြန်းခဲ့ကြတာဖြစ်ပါတယ်မြန်မာနိုင်ငံအဝင်းမှာရှိနေတဲ့ဗုဒ္ဓဘာသာဝင်တွေနှစ်စဉ်နှစ်တိုင်းနှစ်စဉ်တစ်ရက်နေတိုင်းဒီအလေးအထလောက်ကြပါတယ်လုတ်ပင်လုတ်တော်ညာလဲပဲဦးသွန်းတို့နိုင်ငံဟာတကယ်အန္တရာယ်ကင်းခဲ့ရလားဒီအလေးအထကိုဘယ်ခေတ်ဘယ်ခါကသာလောက်ကြမှန်းဦးသွန်းတို့မသိပါဘူး ဦးဇင်းတို့ရဲ့အဖိုးဖွားဒီလက်ထက်ကလေးကသာလုံနေတာဖြစ်ပါတယ်။ဦးဇင်းတို့အဖိုးဖွားတွေကိုပြန်မေ့ကြည့်မယ်ဆိုလို့ရှင်တယ်။သူတို့အဖိုးဖွားတွေလက်ထက်ကလုတ်ခဲ့ကြပါလိမ့်မယ်။ဘေကိဘေကာလာကသာပြီးလုတ်ခဲ့တယ်မသိဘူး။သို့တော်လည်းပဲဦးဇင်းတို့နိုင်ငံမှာဒီလိုပြုလုပ်မှုတွေကြောင့်တကယ်အနေအကင်းငယ်လား။ဒါတွေကိုလည်းတွေးတောကြမှာဖြစ်ပါတယ်။နောက်တစ်ခုကနှစ်စဉ်နှစ်စဉ်ဦးဇင်းတို့မြန်မာနိုင်ငံမှာအတံမဆဲမဟာပဋ္ဌာန်းရုပ်ဖတ်ပူဇော်ပွဲကြီးတွေလည်းပြုလုပ်ကျင်းပကြပါတယ်။ ဒေတာမသက်မှာပထမရွက်ပူတော်ပွဲတွေဆိုတနေကံလုံးအတိုင်းတာနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဥဒိနုနိုင်ငံမှာတရက်မပြတ်နိုင်ပါဘူး။ဘောင်းသူဟိုတရွာက9ရက်လှုပ်လိုက်ဒီတမျိုးက9ရက်လှုပ်လိုက်ဟိုတရွာက14ရက်လှုပ်လိုက်ဒီတမျိုးက45ရက်လှုပ်လိုက်အစားရည်တစ်ဖြင့်နေရာတိုင်းမှာနေရာတိုင်းမှာလှုပ်တဲ့အခါမှာစစ်တမ်းတရားကောက်ကြည့်မယ်ဆိုလို့ရှိရင်တော့ဥဒိနုရဲ့နိုင်ငံမှာအတံမသက်မှာပထမရွက်ပူတော်ပွဲလှုပ်တဲ့စံချိန်ဟာနေ့စဉ်လှုပ်နေတယ်နေ့စဉ်ရွက်ဖတ်နေကြတယ်လို့ဒါ စစ်တမ်းကောက်ကြည့်မယ်ဆိုတွက်ကြည့်လို့ရပါတယ်။သို့တော့အဲ့ဒီနှစ်စဉ်ရွတ်ဖတ်နေကြတဲ့အတမတဲ့မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲတွေကိုပြန်ကြည့်တော့လေပဲဘယ်ချစ်ခစ်ဘယ်ခါကလုတ်ခဲ့ကြတယ်မသိဘူး။ဦးသင်းတို့အဖိုးဖွားတွေလက်ထက်ကလေးကလုတ်နေကြတဲ့ကျင်းပနေကြတဲ့မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကြီးတွေပဲ။